နေ့က1 Friday Fight 10ပြိုင်ပွဲကျင်းပခဲ့ပါတယ်။အဲ့မှာကျွန်တော်တို့ရဲ့မဖိုက်တာလေးထွန်းမင်းအောင်အလဲထိုးနိုင်ပွဲရယူသွားနိုင်ခဲ့ပါတယ်ခင်ဗျ။ပွဲစဉ်အမှတ်9မှာသူထိုးခဲ့ရတယ်။ Time Fighter Shepherd နဲ့သူထိုးခဲ့တဲ့ပွဲမှာထွန်းမင်းအောင်ကအလဲထိုးနဲ့အနိုင်ရလက်ကိုရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ပွဲပြီးမှာသူ့ရဲ့စမ်းဆောင်ရောက် bonus ဘတ်သုံးသိန်းခွဲလဲထွန်းမင်းအောင်ကရယူသွားနိုင်ခဲ့တယ်ပေါ့လေ။အဲ့တော့ဒီပွဲမှာထွန်းမင်းအောင်အနိုင်ရသွားတဲ့အလှည့်ပြောင်းအခိုက်အတန့်မှာ အရေးကြီးတဲ့စကားကတော့သူ့ကိုထွန်းထွန်းမင်းကနေသူ့ကိုမှားလိုက်တဲ့စကားပဲဘလို့မှားကြတယ်ဆိုတော့သူ့ညီဒီဘွဲမှာမျက်ခုံးကွဲသွားတာကိုအားလုံးသိပြီးသားပါအဲ့ချိန်မှာဆရာဝန်ကထွန်းမင်းအောင်ခေါ်ပြီးစစ်နေတဲ့အချိန်မှာထွန်းထွန်းမင်းကနေရတယ်ရတယ်ပဲပြောဆက်ထိုးမယ်ပြောဆိုတဲ့ပုံစံနဲ့သူ့ညီထွန်းမင်းအောင်ကိုပွဲဆက်ထိုးခိုင်းလိုက်တာပေါ့လေအဲ့ဒါကပဲပွဲရဲ့အဆုံးဖြတ်ဖြစ်သွားတာလို့ကျွန်တော်ပြောရမလို့ဖြစ်နေပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ အဲ့လိုဆီအောင်ကခေါ်ပြီးတော့စစ်တဲ့အချိန်မှာဖိုက်တာကသာသူ့အနေနဲ့ဆက်ထိုးလို့မရတော့ဘူးဒါမှမဟုတ်စိတ်တက်ကြရတဲ့ပုံစံသာဖြစ်နေခဲ့ရင်ဆီအောင်ကလက်မကိုအောက်ဆိုင်ပြလိုက်ပြီးတော့ပွဲကိုရက်ပစ်လိုက်မှာအဲ့ဒါဆိုထုံးမင်းအောင်ရှုံးသွားမှာပေါ့လေဒါပေမဲ့ထုံးထုံးမင်းကအဲ့အချိန်မှာသူ့ကိုသူ့ညီကလှမ်းကြည့်အချိန်မှာရတယ်ရတယ်ပဲပြောဆက်ထိုးမယ်ပဲပြောဆိုတဲ့ပုံစံနဲ့လွတ်ပေးလိုက်တာကဒီပွဲရဲ့အရေးပါတဲ့အလှည့်ပြောင်းတစ်ခုဖြစ်သွားခဲ့တယ်ဆိုတာလေးကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ ဒါထွန်းထွန်းမင်းကပွဲပြီးမှမီဒီယာတို့နဲ့တွေ့တဲ့အချိန်မှာဒီကြောင်းကိုပြောသွားခဲ့တာပါသူညီထွန်းမင်းအောင်ဟာပွဲထိုးတဲ့အချိန်မှာတော့သူ့ကိုလှည့်ကြည့်ပြီးတော့အမြဲတမ်းအဲ့လိုပေါ့လေဟိုတခုခုများသူ့ကိုကလှမ်းပြီးမှာမလားဆိုတော့ကိုစောင့်ကြည့်နေရတာဖြစ်တဲ့အတွက်ဒီပွဲမှာကြတော့ထွန်းမင်းအောင်ကိုလွတ်ပေးလိုက်တယ်သူ့ကိုလုံးဝလှည့်မကြည့်နဲ့ထိုးဖို့ရှိတာထိုးအနိုင်ရဖို့ကိုဥတီပီထိုးဘယ်လိုပဲနိုင်နိုင်အဆင်ပြေတယ်နောက်ဆုံးအမှတ်နဲ့နိုင်မလို့စီအဆင်ပြေတယ် ထိုးဖို့ရှိရတဲ့မှာဒါအောင်ဆိုင်နောက်ကိုလုံးဝလှည့်မကြည့်နဲ့ဆိုတဲ့ပုံစံနဲ့သူမှားထားခဲ့တာပေါ့လေဒါပေမဲ့ထွန်းမင်းအောင်ကမျက်ခုံးကွဲသွားတဲ့အချိန်မှာတော့စင်အောင်မှာရှိနေသူ့အကိုကိုသူလှမ်းကြည့်တာပေါ့အဲ့ချိန်မှာထွန်းမင်းကအော်ပြီးတော့ပြောလိုက်တာကရတယ်ရတယ်ပဲပြောဆက်ထိုးမယ်ပြောဆိုပြီးတော့သူ့ညီကိုဆက်ထိုးခိုင်းလိုက်တာဖြစ်ပါတယ်ခင်ဗျဒါဟာပွဲရဲ့အလှည့်ပြောင်းနေတဲ့မှာအရေးပါတဲ့အခိုက်အတန့်တစ်ခုဖြစ်ပါဝင်တာမို့ပရိသတ်တွေကိုထွန်းမင်းကပြောကြတဲ့စကားလေးကိုပြန်ပြီးကျွန်တော်ကဖောက်သက်ချလိုက်တာဖြစ်ပါတယ်ညီလေးထွန်းမင်းအောင်အနိုင်ရတော့ အရန်တော်တာပေါ့ဗျာကျွန်တော်တို့မှာဖိုက်တာတွေဝမ်းမှာရလာမကောင်းတာတွေရှိနေတော့လေပထမပွဲစူပါရီချန်ပွဲကြည့်လိုက်တော့စိတ်မကောင်းဘူးပေါ့စိတ်မကောင်းမှုဆိုတော့ကိုကလည်းနောက်ဆုံးနောက်မှာပွဲထိုးရမှာဆိုတော့ရှေ့ရတယောက်ချုံသွားတဲ့အခါစိတ်မကောင်းဘူးပေါ့လေဒီပွဲမှာထုံးမင်းအောင်ကွဲသွားပြီဆိုတော့တကယ်ချုံသွားပြီထင်ခဲ့တာပေါ့ကျွန်တော်ညီကိုကျွန်တော်អော်လိုက်တာကသူတို့ဆေးစစ်နေတဲ့အချိန်မှာပေါ့လေကျွန်တော်ရတယ်ရတယ်ပြောလို့ပဲអော်လိုက်တာကစားသမားကိုလည်းဆရာဝန်ကပြန်ကြည့်တာကိုကစားသမားကမထိုးကျင်တော့ဆိုရင်ဆရာဝန်က လက်မကိုအောက်ဆိုင်ပြလိုက်တော့မှလေကစားသမားကစိတ်အားထက်သန်နေရင်တော့ तू ကပြန်လှုပ်ပေးတာပေါ့နော်ကျွန်တော်ကကျွန်တော်ညီကိုခေါင်းမင်းနှင်ခိုင်းတာသူတို့ဆေးစစ်လဲအစ်စ်မခံဘူးကိုရသေးတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်ထိုးခိုင်းခဲ့တာဒီနေ့ဘက်မှာကျွန်တော်ညီကအရှုံးကနေပြန်လာနိုင်တာဆိုတော့အရန်လဲပြောတာပေါ့လေဆိုပြီးတော့ထွန်းထွန်းမင်းကပြောသွားခဲ့ပါတယ်ခင်ဗျထွန်းထွန်းမင်းကသူ့အနေနဲ့လဲဝမ်ပွဲထိုးဖို့အတွက်စိတ်ကူးရှိနေပြီဆိုတဲ့အကြောင်းကိုအင်တာဗျူးမှာထည့်ပြောသွားခဲ့ပါတယ်အဲ့တော့မနေ့ကထွန်းထွန်းမင်းရဲ့ပွဲမှာဒါ ထုံးမင်းအောင်ရဲ့နိုင်ပွဲမှာပေါ့လေထုံးထုံးမင်းရဲ့ပြောစကားအရေးပါတဲ့အကြောင်းပြည်သက်တွေသိရှိအောင်ပြောပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာ